ထောက်တော်လှအောင်ရဲ့ဒီနှစ်အခြားအိန္ဒိယဝိတုတို့များအပိုင်းနှစ်ညင်အေဂရီဆိုတဲ့ဝိတုတို့လေးကို တင်ဆက်လိုက်ပါရရှင်။ထိုနည်းကတနင်္ဂနွေနေ့ဖြစ်ပါသည်။ကျွန်တော်ဒီ New Empire ရုပ်ရှင်ရုံမှာတငယ်ချင်းဆူရှီတာနဲ့တူညနေပွဲ ရုပ်ရှင်ကြည့်ပြီးမှယုံထဲမှထွက်ခဲ့ပါသည်။နာရီကိုကြည့်လိုက်တော့ည၈နာရီခွဲနေပြီ။ ဘုံပင်မြို့မှခလကတားမြို့သို့ ကျွန်တော်ပြောင်းရွှေ့လာဒီမှာမကြသေးပါကြီးမားကျေပြန်းလာတော့ခလကတားမြို့ကြီးကိုကြည်ပြီးကျွန်တော်ဖို့အေးအာရတို့မှစိတ်နေပါသည်ခလကတားမြို့သို့ရောက်စစောစောပိုင်းရဲ့များတို့ကမြို့ကြီးသားပီပီစီကန်းရှိသောဘုံပင်မြို့သူမြို့သားများကို၎င်းတန့်ရှင်းပြီးကျေပြောလာတော့ဘုံဝေမျိုးဤလမ်းမကြီးများကို၎င်းတတလွမ်းမောနေခဲ့မိပါသည် ဘုံပေမြို့ကြီးနဲ့နှိုင်းရှင်ကြီးမြို့ဆိုလင်ကလကတားမြို့ဒီနှစ်ပေါင်း90လောက်ခင်နောက်ကြကြံရိတ်ခဲ့သည်ဟု ဆိုရပါမည်သို့တော်လည်းအနေကြလာသောအခါ အသားကျပြီးနေတတ်ထိုင်တတ်ဖြစ်သွားပါတော့သည်ဆိုရှိတာနဲ့ကျွန်တော်ဒီအမေရိကန်ပြည်မှာအတူတကွပညာသင်ကြားခဲ့ပါသည် ဝက်စကွန်ဆင်တက္ကသိုလ်မှဓာတုအင်ဂျင်နီယာဘွဲ့ကိုတစ်နှစ်တည်းအောင်မြင်ရယူခဲ့ကြသောတငယ်ချင်းလည်းဖြစ်ပါသည်ကျွန်တော်တို့နှစ်ယောက်အမေရိကန်ပြည်ထောင်စုမှပညာတူတင်စဉ်ကလေးကအလုံးနှင့်ပတ်သက်၍လည်းအာမခံချက်ရရှိခဲ့ကြပြီးဖြစ်ပါသည်ဘွေရပြီးအိန္ဒိယနိုင်ငံသို့ပြန်ရောက်ရင်းအိန္ဒိယနိုင်ငံမှာရှိနေသည့် American ကုမ္ပဏီခွဲများမှ အလုပ်ခန့်ထားပေးမည်ဖြစ်ကြောင်းတက်ဆိုင်ရာကုမ္ပဏီများကကြေညာပြုခဲ့ကြသည် မွေးရထားနေအိန္ဒိယနိုင်ငံသို့ ပြန်ရောက်လာသောအခါဆူရှိတာကိုကလကတာမြို့ရှိဆက်ယုံလုပ်ငန်းများနှင့်မှအကျွမ်းတဝင်ရှိစေရန်ကလကတာမြို့သို့ပြောင်းရွှေ့ခန့်ထားပေးလိုက်ရာမှတငယ်ချင်းဆူရှိတာနှင့်ပြန်လည်တွေ့ဆုံရခြင်းဖြစ်သည်အမေရိကန်မှာပညာသင်စဉ်ကလေးကခင်မင်းရင်းဆွဲရှိခဲ့သောကျွန်တော်တို့နှစ်ယောက်သည်တမျိုးတည်းတဆက်ယုံတဲမှာအတူတောင်းဝင်ထန်းဆောင်ကြရသောအခါပုံမိုရင်းနှီးလာကြလေရာ ညီကိုရင်တမြဖြစ်လာလေတော့သည်ရောက်စားတွင်ဘုံပင်မျိုးနှင့်နှားရှင်ပြီးခလကတားမျိုးခင်းနောက်ကြကြောင်းကျွန်တော်မကြာခဏပြောမိသည်တို့တော့ကျွန်တော်ပြောသည်များကိုဆူရှိတာကလက်မခံပါဘုံပင်မျိုးသူမျိုးသားတွေကအယောင်ဆောင်မှတငယ်ချင်းဟာအပေါ်ရန်ပေါင်းကြတာပါခလကတားမျိုးသူမျိုးသားတွေကမှတကယ်ယူသားတာ လူတယောက်ကိုပေါင်းပြီဆိုရင်တကယ်ရှင်နေသေးတဲ့ကလှိုင်းလိုက်လေလေပေါင်းကြတာဟုလဲဆူရှိတာကပြန်ပြောစမြဖြစ်သည်ယင်ကျေးသောဘင်္ဂလီမိသားစုနှင့်လည်းကျွန်တော်ကို အလင်းသင့်တယ်လို့မိတ်ဆက်ပေးလေရှိသည်သူတို့၏ယင်ကျေးမှုများကိုစိတ်ပါဝင်စားအောင်ဖန်တီးပေးသည်ရန်ဖန်ရန်ခါဆိုသလိုလဲအထက်တန်းလွာများနဲ့တွေ့ဆုံပေးလေရှိသည် အထက်တန်းလွာခြင်းတူတော်လဲကလကတားမြို့သူမြို့သားများသည့် ပုံပေမြို့သူမြို့သားများနဲ့မတူပဲပုံမုံရင်ကျေးတိမ်မွေ့ခြင်းအကျဉ်းသားတရားပုံမုံကြီးမားခြင်းများကိုကျွန်တော်ကြုံလာရလေတော့သည်ဤသို့ဖြင့်ပင်ကလကထာမြို့ကိုကျွန်တော်သဘောကျနှစ်ချိုက်စပြူလာသည်ထိုနည်းကတင်းငင်ငွေတွေဖြစ်တော့ကြောင့်ကျွန်တော်နေနေသည့်ဘောရာဆောင်ညနေပဲပြိတ်ပါသည်စိတ်ကြိုက်နေအိမ်မတွေ့သေးတော့ကြောင့်ဘောရာဆောင်နေနှကန်းတွဲအခန်းတစ်ခုကျွန်တော် ငားရံနေတိုင်းမှာဒီအခန်းကားကတော့တော်ကလေးဈေးကြီးပါသည်သို့တော့စိတ်ကြိုက်နေအိမ်မရမချင်းဘောရဆောင်မှာပဲနေအုံးမြီဟုကျွန်တော်ပိုင်းဖြတ်ထားသည်ရုပ်ရှင်ယုံနေမှကျွန်တော်တို့နှစ်ယောက်ထွက်လာကြတော့အခါဆူရှိကာကသူ့အလွန်ပိုက်စားနေသည်ဟုပြောသည်ခလတ်ကရာမျိုးဤတူတူချာချာနေရာများတို့လည်းကျွန်တော်ကိုရောက်ဖူးစေခြင်းနေသည်တို့ဖြင့်ပင်ချာရင်ကီလမ်းမကြီးပေါ်ရှိ ထိတ်တန်းဟော်ဒယ်ကြီးများ စားတောက်ဆိုင်ကြီးများမှာဝင်ရောက်စားတောက်ခြင်းမပြုဘဲပန်းချံလမ်းဘက်သို့ကျွန်တော်ကိုဆွဲခေါ်သွားသည်ပန်းချံလမ်းတနည်းအားရောက်တော့လမ်းတွင်ချင်းချင်းကလေးတဲသို့ဥဆောင်ဝင်သွားပြန်သည်ထိုလမ်းချင်းကလေးထဲမှာစားတောက်ဆိုင်ဒီဇိုင်းကို တွေ့ရသည် အပြင်မှမြင်တွေ့ရသောအစဉ်ပြင်မှမြည်တို့မြထူးထူးခြားခြားမရှိသော စားတောက်ဆိုင်ဒီဇိုင်းမျိုးဖြစ်လေသည် စားတောက်ဆိုင်နာမည်ကတက်တန်ရော အပြင်မှမြင်တွေ့ရသောအပြင်အစင်မှာတန်မှန်ဖြစ်သလောက်အတွင်းမှာအပြင်အစင်ကမူအလုံးတရားထူးခြားပြီးအမှုပညာမြောက်လာကြောင်းဆိုင်တွင်းတို့ရောက်သောအခါကြမှပင်ကျွန်တော်ရင်သက်ရှုမောဖြစ်ရလေတော့သည်ပတ်လည်မှနံရံများမှ အမြင်အေးစပွဲသောတိကိုင်းတိခက်များရေးဆွဲထားသည်တို့ဒီကိုင်းဒီခဲများပေါ်တွင်အယောင်မျိုးစုံနေသောခြင်းငယ်တာရကားပေါင်းစုံလို့နားနေကြသည် ဒီကိုင်းတိခက်များကလည်းအယောင်ဆုံးလွန်လာပါပြီ။နေရံများဤအောက်ခြေတွင် ရောင်စုံမီးလုံးများကိုထုံညှိထားသည်။ထုံမီးလုံးများမှ ရောင်စုံများနေရံပေါ်သို့ဖြာကျနေသည်။ဖြာကျနေသည့်အယောင်စုံများကတက်တန့်ရောင်ကို ဖြစ်ပေါ်စေသည်။မီးလုံးများကမမြင်တွေ့ရချေ။ခင်ကျင်ပေးထားသည့်ကလထာကြီးများမှချောင်ချောင်ချီချီဖြင့် တတ်တောင်တတထိုင်နိုင်လောက်အောင်ကြီးမားကျဲပြန့်လေသည် အောက်ခံတွင်ကိုရှင်များခံထားပြီး အပေါ်မှဂရီပါများကိုဖုံးအုပ်ထားသောကြောင့်ဤဆက်ညံ့ညောနေသည်သူရှိကောင်နှင့်ကျွန်တော်သည်ဇပွဲတစ်လုံးမှနေရာဝင်ယူကြသည် ကျွန်တော်တို့နှင့်မျက်နှာချင်းဆိုင်မှဇက်ကုံခတ်သေးသည်တခုရှိသည်ဇက်ကုံပေါ်ရှိမိုက်ခရိုဖုန်းရှိရင်တရောစီယာကတရောထူးဖြော်ဖြေးနေသည်ထပ်ပေါ်လာသောတရောတန်သည်တာယာညင်းပြောင်းလုံးလာသည် နောက်တိုင်းတီးများကိုကျွန်တော်ကောင်းစွာအရသာမခံတတ်ခဲ့ပါကောင်းစွာ နားမလည်ခဲ့ပါအမေရိကန်ပြောင်စုတွင်ပညာသင်ကြားနေခိုက်က သူတို့ဤတီးဂီတများကိုအရသာခံတတ်အောင်ကျွန်တော်ကြိုးစားခဲ့ပါသည်သို့တော်လည်းခေပေါ်တီးဂီတများကိုအရသာမခံတတ်သေးပါတချင်းကြီးများကိုသာ အထိုင်လျောက်ကျွန်တော်ခံစားတတ်ခဲ့ပါသည်ရင်းစားသောဆိုင်ထဲမှာအလွန်တရာတိတ်ဆိတ်ငြိမ်သက်နေလေသည် စားသောဆိုင်ကြီးတစ်ခုလုံးကိုတယောတန်ကသာကြီးစိုးမင်းမှုနေသည်ယင်းတို့သောပတ်ဝန်းကျင်နေသားကို ကြည့်ခြင်းအပြင်စင်ပေါ်ကတယောစရာသည် အလွန်တရာထူးချွန်ပြီးအလွန်တရာတွေ့ကြုံရင်ချက်နေသူဖြစ်ကြောင်းအလိုလိုသဘောပေါက်နားလည်ရပါသည်ကျွန်တော်ကိုယ်တိုင်လည်းဂီတအလင်ကျော်မှနှစ်မျောပါနေမိပါသည် ထို့ကြောင့်မျက်လုံးကိုအသာမေ့ထားပြီးနာအရသာခံစားနေမိပါသည် စပွဲတို့ကိုစုရှိကခေါ်ပြီးစားတောင်များမှာနေသည်ကိုလည်းကျွန်တော်တတိမထားမိလိုက်ပါခဏကြာတော့မှဂုံယူဝင့်ကြတော့သူ့အတန်ကိုကျွန်တော်ကြားရသည်ဘလို့လဲတကယ်ကြီးတဘောကြရလားသူ့အတန်ကိုကြားပင်ကြားတော့လဲဘာပြောမှန်းနားမလည်လိုက်ပါဘာပြောတာလဲတကယ်ကြီးဟုတ်ကျွန်တော်ပြန်မေးမိသည်ဒီနေရာကိုတဘောကြရလားလို့မိတာပါကွာကြားပါတယ်ကြားတယ်တိတ်ကောင်းတဲ့နေရာပဲဘာဖြစ်လို့မိရလဲ တဘောကြရဲဆိုရင်ဝမ်းသာပါရဲ့မောင်ရဒီလိုမှမဟုတ်ရင်ငါ့ကိုအပြစ်တင်ပြီးမိရဲ့ဘုံပင်မျိုးကြီးကကောင်းသူ့စကားကိုကျွန်တော်အဆက်မခံပါဘုံပင်မျိုးမှလည်းအင်မတန်ကောင်းတဲ့နေရာတွေရှိပါတယ်ဒါမဲ့လူနေအိမ်ခြေစိတ်တဲ့အခုလိုမျိုးလည်းကောင်းလို့နေရာမျိုးမှာတော့ဒီလိုနေရာကောင်းမျိုးတွေ့ဖို့မလွယ်ဘူးကကျွန်တော်စကားကြောင့်ဆိုရှိတာကြီးမျက်နှာပြုံးပြုံးကြီးဖြစ်သွားပါသည် ကလကတာမြို့ပေါ်တွင်ကျွန်တော်၏အမြင်ပြောင်းသွားအောင်သူအပြင်းထန်စ조사ခဲ့ရာနောက်ဆုံးတွင်သူ၏စ조사မှုအောင်မြင်သွားသောကြောင့်ဖြစ်ပါသည်။အငွေတထောင်ထောင်ထနေသောခင်းချင်းသည်ဟင်းကျိုရောက်လာသည်။တာယာနှဲ့နှောင်းသောတယောတန်ကလည်းခန်းထဲမှဖုံးလွှမ်းနေသည်။တိတ်ဆိတ်ငြိမ်သက်သောအိမ်မက်လာလာတစ်ခုကိုမြင်မက်နေရသည်ဟုစိတ်ထဲမှထင်မှတ်လာမိလျာကျွန်တော်ပါအလိုလိုစာလောင်လာပါတော့သည်။လက်တော့ဘွား ိုပေါင်ပေါ်မှာဖြန့်ခင်းလိုက်သည်ကျွန်တော်သည်ခင်းချင်သည်ဟင်းကြိုတဲ့သူစားနေငင်းကိုကောင်းမို့အလောတော်ထဲ့လိုက်သည်တစုံခက်ပြီးတောက်ဟန်ပြင်လိုက်သည့်အချိန်မှပင်အနောက်တိုင်းဒေသကျဉ်းတံတစ်ခုကိုကျဲလောင်စွာကြားလိုက်ရသည်ဇုံးကင်ထားသောလက်မှာပါဇက်စီတို့မရောက်တော့ပဲလမ်းတစ်ဝက်မှာရက်တန့်သွားလေသည်တာယာနှဲ့နှောင်းလာသောတရောတန်ကကျွန်တော်ကိုဖမ်းစားထားသောကြောင့်မဟုတ်ပါ တိတ်ဆိတ်ငြိမ်သက်ပြီးငြိမ်းချမ်းသာရလာသည့်ပတ်ဝန်းကျင်ကလေးတစ်ခုဖြစ်အောင်တယောသင်ကဖန်တီးပေးထားလေရာ ထိုပတ်ဝန်းကျင်ကလေးပြက်ပြားသွားအောင်ကျဲလောင်သောတခြင်းဆိုတန်ကဖျက်လိုက်တော့ကြောင့်ဖြစ်ပါသည်ထုံးစံတိုင်းဇက်ကုံစီတို့ကျွန်တော်လှမ်းကြည့်မိပါသည်မိုက်ခရိုဖုန်းရှိရင် မိမပြိုတရားရက်နေသည်ကိုတွေ့ရပါသည် သူရက်နေသည်မူဟန်ကစားတော့ဆိုင်ထဲမှာရှိနေသူအားလုံးကိုညှို့ယူဖန်ဆာထားသည့်ပုံစံမျိုးဖြစ်ပါသည် သူတက်က20ကျော်ယုံကလေးမျှတာရှိပါလေဦးမည်လမ်းနှစ်ဖက်ကိုခါပေါ်မှာနွဲ့နွဲ့ကလေးထောက်ထားသည်ပြင်းပြောချနေသောဇဝင်များကိုလှလှပပလေးရမ်းခါနေသည်မေးစိကိုအနေငယ်မြင်ထားသည်မိမျိုးသည်တချင်းတစ်ပုတ်ကိုပြုံးပြုံးကလေးတီဆုံနေခြင်းဖြစ်ပါသည်သူအရက်သည်မြင့်သည်ဟုမပြောသာသလိုနှိမ်သည်ဟုလည်းမဆိုသာပါကိုလုံးကိုပေါက်ကမူအလွန်တရာချိုးကြပြီးပြေပြေ့ လှပလေသည်အင်္ဂလိပ်အိန္ဒိယကပြားမာလီဖြစ်ပါသည်ကျွန်တော်တို့ထိုင်သည့်နေရာကနေဇက်ကုံနှင့်အနှဲငယ်လှမ်းသောကြောင့်မိမိပြိုကလေးကိုချောမောလှပသည်ဟုတတိချပြောရန်ခတ်ပါသည်သို့တော်လည်းသူ၏ဟန်ပန်အမူအရာကတော့အလွန်တရာဆွမ်းမွက်ပဲကောင်းကြောင်းတေချာပေါက်ပြောနိုင်ပါသည်သူရက်နေပုံကလေးကပေးတဲ့အားလုံးကိုဆွဲဆောင်ဖန်ဆားထားနိုင်ကြောင်းတေချာပေါက်ပြောနိုင်ပါသည် ူ၏တခြင်းနံထွက်ပေါ်လာသည်နှင့်တပြိုင်နက်ဆိုင်ထဲမှစားတောက်နေကြသူအလုံးသည်တန်လိုက်နှင့်အစွဲယူခံလိုက်ကြရပြီးတကယ်သို့မိမ့်ပြပြိုကလေးရှိရာသူမျက်နှာမူသွားကြလေသည်မင်းမပြောသည်ဆိုနေသည့်တခြင်းအရာသာကိုသူတို့ခံစားနိုင်သည်မခံစားနိုင်သည်ကိုတော့တက်အပ်သည်ချာမပြောနိုင်ပါသို့တော်လည်းတခြင်းတစ်ပုတ်ဆုံးသွားတိုင်းမှာတော့လက်ခုပ်တီးပေါ်ရကြပါသည် ထိုမြင်ခွင်နဲ့ထိုဒေသချင်းမှာအချိန်တော်ကြအောင်ကျွန်တော်နှင့်မျောနေမိပါသည်တတိယတော့မှဆူရှိတာကိုကျွန်တော်လက်ကြည့်မိသည်ကျွန်တော်အသက်မရှူနိုင်အောင်ဖြစ်နေရသည်ကိုဆူရှိတာကအတော်ကလေးသဘောကျသွားပုံရလေသည်အမေရိကတို့ကမင်းဒါမျိုးတွေမတွေ့ခဲ့ဘူးလားတော်ကားတက်လာတဲ့ဒေါသတရားလုံးမိအော်တကြီးငိနေလိုက်တာငါတင်နေမင်းရဲ့ပုံပေမျိုးမှာ ဘုံဝင်မျိုးဆိုသောအတန်ကိုကြားလိုက်ရသည်နှင့်တပြိုင်နက်စိတ်မချမ်းသာစရာမှတ်ချက်တကူကူကိုသူချပင်အောင်တော်မည်ဟုကျွန်တော်တွေးလိုက်မိပြီးအထိတ်တလန့်ဖြစ်သွားမိပါသည်ကျွန်တော်၏အမူအရာနှင့်ပတ်သက်၍လည်းခုခံချေပါဖို့လိုအပ်လာပါသည် ထို့ကြောင့်သူဤစကားကိုစုံအောင်ဆက်ပြောခွင့်မပေးဘဲကျွန်တော်ကကမ္မန်ကရန်ဖြတ်ပြောလိုက်ရတော့သည်ဆောဆောရုံကတရောတန်ကဘယ်လောက်နှဝင်ပြန်ရှိတယ်လဲဒါပေမဲ့ ်အခုတချင်းတန်ကတော့တမျိုးပဲကွာမင်းနားခံတာရဲ့လားဒီလိုဆိုရင်လည်းသူ့တချင်းတန်ကိုဘာလို့ဒုက္ခခံပြီးနားထောင်နေမှာလဲမင်းနားနှစ်ဖက်ပိတ်ထားပြီးသူ့ကိုဒီတိုင်းလှမ်းကြည့်နေမင်းစိတ်မသက်မသာမဖြစ်ရတော့ဘူးပေါ့သူ့ပြက်လုံးကိုကျွန်တော်နားလည်ခြင်းအောင်ဆောင်လိုက်သည်ကျွန်တော်စိတ်ထဲရှိသည်ကိုသာဆက်ပြောမိသည်ဒါတွေမဟုတ်သေးပါဘူးနားထောင်တဲ့လူတွေရဲ့အမှုရာကိုကြည့်ရတာငါစိတ်ထဲမှာတမျိုးခံစားလိုက်ရတယ် အမျိုးသမီးကိုမျက်လုံးကြွတ်ကြွမတက်ဆိုင်ကြည့်နေတဲ့သူတို့အမူအရာတွေကိုကြည့်ပါအောင်ဒီမျိုးသမီးကိုသူတို့ဘယ်တော့မှမမြင်ဘူးကြတဲ့အတိုင်းပဲအားလုံးလိုလိုဘယ်စားဟောင်းလောက်ပွင့်နေတာကိုလည်းကြည့်ပါအောင်ဟိုဟိုတရိษံယုံထဲကတရိษံတကောင်ကောင်ကိုကြည့်နေကြတဲ့အတိုင်းပဲလို့ပြောမလို့မဟုတ်လားဟုကျွန်တော်စကားမဆုံးခင်ဆူရှိတာကပြောသည်ကျွန်တော်စိတ်ထဲမှာကြီးစွာအနှောက်အယှက်ဖြစ်လာသည် မိမပြောသည့်ဒူးဖုံးယုံသာရှိသောစကတ်ကိုဝစ်ထားသည်စကတ်ပေါ်မှာတောက်ပသောအစင်းရောင်များရှိသည် blocks အင်ဂျီအဖြူရောင်ကိုဝစ်ထားသည် blocks ပေါ်ရင်းနဲ့အနီရောင်ဆက်ပြောင်များရှိသည်လမအိုးများကကျယ်ပြီးလယ်ဘင်းနေရာကိုလည်းခက်ကျဲကျဲဟိုက်ထားသည်သို့သောပုံမှန်ကြနာသောအင်ဂျီဖြစ်သည်ဖြင့်သူ၏ခန္ဓာကိုယ်ပေါ်မှရှိုက်ဖို့ကြီးငယ်အတွေ့အကြုံတို့ကရုပ်လုံးကြွနေသည်ကျွန်တော်သည်စိတ်ထဲမှကြိတ်ပြီးထိုမိမ့်မပြိုကိုဒေါသဖြစ်နေမိသည် အလွန်အောက်တန်းကြပြီးရင်ချင်းမှုအရှင်တန်းနှိမ်လွန်လှသောဒီလိုပိဋကမျိုးကို သူ၏ပြောင်မြောက်သည့်အမှုပညာဖြင့်ဘာကြောင့်မြန်လာရောက်ဖြောပြနေရသနည်းဟုလဲစဉ်းစားကြည့်နေမိပါသည်ဆိုင်ထဲမှရှိနေကြသောပိဋကသည်သူတီဆိုဖြောပြနေသည့်တခြင်းကိုပင် အမှန်တကယ်ကြားကြပါ၏လောဟုလဲတန်တရားဝင်မိပါသည်ကျွန်တော်ငေးဆိုင်ကြည့်နေသဲမှာပဲမင်းမပြောက လက်ဘေးမှာပတ်ထားသော ရောင်စုံပိုးပွားလေးကိုဖြုတ်ကာပြေလျှော့ကျနေသည်စပင်များကိုကျွမ်းကျင်စွာချီနှောင်းနေလေသည်ထို့သောချီနှောင်းရင်းမျက်လုံးစုံကိုပင့်တင်လိုက်သည် မျက်နှာချက်ကို မော့ကြည့်လိုက်သည်တပြိုင်တည်းမှာပင်တခြင်းကို အသက်မရှူပဲဆွဲဆိုသည်ပြီးတော့မှအတန်ကိုနှိမ့်ချပစ်လိုက်သည်မင်းမပြော၏အမှုပညာကိုသူတို့ခံစားနေကြပုံကတမျိုးဖြစ်နေသည် တခြင်းတန်ကိုနာခံရင်သူတို့မျက်နှာအမူအရာလောက်တာပုံကအယုတ်ဆုံးလွန်လာသည်သူတို့နှကမ်းများကိုမဲ့ရွက်နေပုံက ပုံပန်းပြက်လွန်လာသည်ရုပ်ရှင်ကားပေါ်တွင်ချစ်ခင်ကြိုက်ခမ်းကိုမြင်တွေ့ရပြီးအလားလေချွန်ချင်းလက်ခံမှုချင်းများကိုပါပြုလုပ်နေကြသေးသည်ကျွန်တော်ရှင်နှမ်းမှာဒေါသလိုင်းတပိုများတလိမ့်လိမ့်ကြွတ်တက်လာလေသည်မင်းဘာဖြစ်နေရလဲစောင်းနေကွာဘာလဲမကြိုက်လို့လား စူးရှိတာကကျွန်တော်ကိုလမ်းမေးသည်။အိုးမဟုတ်ပါဘူးကောင်းပါတယ်တိတ်ကောင်းပါတယ်ငါမစားလို့ပါ။ဘာကြောင့်မစားတာလဲ။ဒီပတ်ဝန်းကျင်ကလေးကိုမင်းသဘောမကျဘူးလား။ဒီနေရာလေးဟာကလကတားမျိုးရဲ့ဆေးရောင်ဆုံးဘဝအစိပ်ပိုင်းလေးတစ်ခုလို့ဆိုရင်မှမားဘူးကဆူရှိတာကကျွန်တော်ကိုပြုံးကြည့်နေသည်ကျွန်တော်အဖေကိုမဆောင်ပဲသူကဆက်မေးပြန်သည်ဒီလိုနေရာမျိုးကိုရောက်လာပြီးတော့မှမင်းဘာဖြစ်လို့ ငူတူတူငိုင်းတိုင်တိုင်ကြီးဖြစ်သွားရတာလေဒီလောက်မိကုန်းနေများလာပြီဆိုရင်တော့ကျွန်တော်အနေနဲ့တစုံတရာကိုပြန်ပြောမှဖြစ်ပြီတော့မြင်ဒီလိုလူမျိုးတွေကြားထဲမှာညံ့နဲ့သက်ကောင်ထိအောင်စွန့်စားရတဲ့အလုပ်မျိုးကို သူ့မိဘတွေကဘာကြောင့်မြန်လောက်ခွင့်ပေးထားသလဲဆိုတာငါစဉ်းစားကြည့်မိနေလို့ပါကွာသူ့မိဘတွေဟာဟာဟာ ကျွန်တော်စကားကြောင့်ဆူရှိတာကကြဲလောင်စွာခွတ်ထိုးခွက်လန်ရည်လေသည် သူဘာကြောင့်ရည်ဒီကိုကျွန်တော်နားမလဲပါကျွန်တော်စကားထဲမှာမိတို့တော့ပြက်လုံးပါသွားချောင်းကျွန်တော်မသိပါကျွန်တော်နှဝေတိန်တောင်ဖြစ်သွားသည်ကို သူတတိပြုလိုက်မိလေသည်ထို့ကြောင့်သူကဆက်ပြောသည်မင်းရဲ့အတွေးခေါ်ရီကအရင်ကအတိုင်းပဲခင်နောက်ပြန်ဆွဲတော့မယ်ဘာမှမပြောင်းလဲသေးပါလားကဲပြီးအောင်စားလိုက်စားပြီးဒီနေရာက ထွက်ကြရအောင်လေကောင်းလေတန်ရှူနိုင်တဲ့နေရာကို လိုက်ပို့ပေးမယ်ပြီးရင်မင်းရဲ့ပေါ်ရာဆောင်ကိုပြန်ပို့ပေးမယ်ကျွန်တော်စားတောက်ပြီးသွားချိန်တွင် နားထောင်ရေမငီးနိုင်တော့တရောတဲ့ပေါ်ထွက်လာသည်ကိုကြားရပြန်သည် မလွဲမရှောင်သာပဲကျွန်တော်တို့ထိုင်ရမှထားကြရသည်သို့တော်လည်းတရောတန်က ကျွန်တော်ကို ဖိတ်ခေါ်နေသည်အောင်ခံစားရသည် လေတန်ကလေးနှင့်တူတူလေး ြောနေသည်ဟုထင်မှတ်ရသည်တရွာသား၏မင်းမသွားเสียရှိနေရဲ့ဆိုရင်တော့သွားပေဦးတော့ကွာဒါပဲမဲတစ်ခေါက်တစ်ခါလောက်ဖြစ်တယ်နီးနဲ့ပြန်လာဖို့ကိုတော့မမိပါနဲ့နော်ဟု ပြောနေတရောင်ရောင်ထိုနေ့ညက7နှစ်လောက်တွင်ဘော်ဒါဆောင်သို့ကျွန်တော်ပြန်ရောက်ပါသည်သို့တော်လည်းထိုချိန်ထိ စားတော့ဆိုင်တဲ့တွန်းကဖြစ်ပေါ်ခဲ့တော့အတွေးသည်ကျွန်တော်တကူလုံးကိုရစ်ပတ်နှောင်ဖွဲ့ထားမြဲဖြစ်ပါသည်။နောက်ညက်အနေငယ်ကြာသောအခါဆူရှိတာသည်လွတ်တော်ရှိနေချီတူဤတမီးတယောက်နှင့်လက်ထပ်လိုက်ပါသည်။ထိုနေ့မှစပြီးသူသည်ကျွန်တော်ဤအဖော်ဖြစ်မှအပီးတိုင်းရက်ဆဲသွားရလေတော့သည်။ရုံးပရံများဖြစ်သောဇနေနေ့တဝက်နေ့တနင်္ဂနွေနေ့များကို ကျွန်တော်တယောက်တည်း ချိန်ဖြုံးရသည့်ဘဝသို့ရောက်လာသည်သို့ဖြစ်မင်းစနေနေ့ညနေပိုင်းတွင်ဘောလုံးပွဲသွားသည့်အကျင့်တစ်ခုရလာသည်တနင်္ဂနွေနေ့ညနေပိုင်းတွင်မူဝီတိုရီယာဘန်ချန်သို့သွားကခြေရောက်များမတဲချင်းလောက်အောင်ညောင်းညာလာသည်သည့်လမ်းလျှောက်သည်တို့ဒီမဟုတ်ရုပ်ရှင်ယုံတဲ့သို့ဝင်လာပြီးအချိန်ဖြုံးရသည်ဒီလိုတင့်ပင်မိုးကြလာသည်ကလကတားမိုးသည်တန်မှန်ရွာချင်းမျိုးမဟုတ်ရေစီပိုင်းကိုလှည့်ချလိုက်သလိုတွန့်ပင်ရွာချင်းမျိုးဖြစ်သည် ထို့ကြောင့်လဲစနေနေ့တနင်္ဂနွေညနေပိုင်းများတွင်အပြင်ထွက်ဖို့ခက်ခဲသွားတော်သည်စနေနေ့တနေ့ဖြစ်ပါသည် မနက်မိုးလေးကလေးကတမိုးလုံးအုံမိုင်းနေသည်မှာညနေပိုင်းတိုင်အောင်ဖြစ်သည်ညနေပိုင်းတွင် ပိုပြီးမိုးမောင်ကျလာသောကြောင့် light house ရုပ်ရှင်ရုံထဲသို့ကျွန်တော်ဝင်ခဲ့သည်ယုံရှင်ကလည်းစိတ်ဝင်စားပွဲရမကောင်းဆက်လက်ကြည့်ရှုလို့စိတ်မရှိတော့တဲ့ဖြင့်ရှုံပြင်ထွက်ခဲ့သည် အပြင်မှာမိုးတိတ်နေသည်ကိုတွေ့ရသည်ကျွန်တော်အလွန်တရာပြင်းရင်ညီငွေ့နေပါသည်အချိန်ကောင်မိသူဖြုံးတီးရမည်ကို မစင်စားတတ်အောင်ဖြစ်နေသည်ထောင်ရင်ကြီးလမ်းမကြီးတိုင်းလမ်းရှောင်ပြင်ဘရာဆောင်သို့ကျွန်တော်ပြန်လာခဲ့သည်ပန်းချန်လန်းသို့ရောက်တော့ကပြုံးကနေမိုးရွာချလိုက်သည်မိုးပေါကြီးများက ကြီးမားလွန်းလာပေသည်ကျွန်တော်သည်စိတ်မှတ်မတင်မဲတတ်တန်ရောင်စားတောက်ဆိုင်တဲသို့ဝင်ခဲ့မိသည် ဒီဆိုင်ထဲသူဘာကြောင့်ဝင်ခဲ့မိဒီကိုကျွန်တော်ကိုကျွန်တော်ရေရရာရာမသိပါမိုးခိုဒီအနေနဲ့ဝင်လာခြင်းဖြစ်နိုင်ပါသည်တို့ဒီမဟုတ်ဆူရှီတောင်နဲ့တူရောက်ခဲ့ဘူးစင်ကတရောစရာဤညို့လုံးကြောင့်ဝင်ခဲ့မိခြင်းလည်းဖြစ်နိုင်ပါသည်ဆိုင်ထဲမှာစားတောင်းနေသူ အနေငယ်များတာရှိပါသည်။နေရာလွတ်တေက များနေသည်။ထုံစံတိုင်းမှာတာယာနှဲ့နှောင်းသောတရောတန်က စားတောင်းဆိုင်ထဲမှာကြီးစိုးမင်းမှုနေသည်။ ကိုတနေ့တုန်းကနဲ့မတူပဲထူးခြားစွာပုံမတိတ်ဆိတ်နေသည်ကိုတတိပြုမိသည်ကျွန်တော်ဒီကလထိုင်းနောက်မိပေါ်မှာကိုကိုသက်တောင့်တတမိထိုင်းရင်တရောတန်ကိုနားအရသာခံနေမိသည် ခဏကြာတော့တရောတန်ကတဖြည်းဖြည်းတိုးပြီးလုံးဝပျောက်ွယ်သွားတော့သည်တရောတန်သာဆန်နီယာတန်ပေါ်ထွက်လာသည်ဆန်နီယာတန်နှင့်ဆက်တိုက်ဆိုသလို ခေါင်းနောက်တန်ကိုကြားရပြန်သည် ထို့ကြောင့်ဇက်ခုံစီတို့ကျွန်တော်လှမ်းမြော်ကြည့်လိုက်မိသည်အင်္ဂလိပ်အိန္ဒိယကပြားမာလေးကို တွေ့ရပြန်မာသည်ယခုတစ်ချိန်တွင်မူဖြူရောင်ရှာရင်းနှင့်ဈေးရောင်ဘလောက်အင်ဂျီကိုဝစ်ဆင်ထားသည်ခြူနှလုံးကို လက်တစ်ဖက်စီတွင်ကာရင်လှုပ်ရမ်းနေသည်နှကန်းကို တင်းတင်းစေထားသည်တို့တော်လဲမျက်နှာသားကဖြုံးချိုလွန်ပါသည် ပကုံးပေါ်မှာဝဲနေသည့်သပင်များကို အခါအားလျော်စွာလှုပ်ရမ်းနေပုံမှာမန်ပါလွန်းလာပါ၏အသက်ရှူမှားလောက်အောင်ပင်လှပလွန်းပါသည်ပြီးတော့ကျွန်တော်ကိုလည်းညှို့မြက်လုံးများဖြင့်မကြာခဏလှမ်းကြည့်လေရှိပါသည် သူတို့ဆိုင်တို့တခါတရံမှရောက်လာလေရှိသောဧည့်တဲစင်းတယောက်နေဖြင့်အထူးကြီးဥဆိုင်နေသည့်သဘောမျိုးလည်းဖြစ်နိုင်ပါသည်ဘာပဲဖြစ်ဖြစ် ကျွန်တော်စိတ်အာရုံများကိုတိမ်ကြုံဖမ်းယူထားသည်ကအမှန်ဖြစ်ပါသည်။တိုနီကမိုးဆွေမနေပါသို့တော်လည်းကျွန်တော်ဆိုင်ထဲမှပြန်မထွက်ဖြစ်တော့ပါ။မိမပြိုလေးဤတိမ်မူတက်မှတ်ဖွယ်သောတီးတန်သားများကြားမှကျွန်တော်နစ်မြောခဲ့ရပြီ။ညစတနာရီထိုးသည့်အထိကြောက်ချပြီးထိုင်ခဲ့သည့် coffee og.o လုံးနဲ့ထက်တက်ပြောင်းခဲ့သည့် ဒေဂီတာဤငိမ့်ချမ်းတာယာခြင်းအစစ်အမှန်ကို ကျွန်တော်တွေ့ရှိခံစားခဲ့ရသည်ဟု ဆိုနိုင်ပါသည်ဒိုနီကစပြီးကျွန်တော်ပြင်းရင်ငင်းွေသည့်အခါတိုင်းပင်ပန်းနွမ်းနယ်သည့်အခါတိုင်းတက်တန့်ရောင်စားတောက်ဆိုင်သို့သွားကညနေတကောင်တိုင်းအောင် ကော်ဖီတအိုးနှင့်ထိုင်ရင်မိမပြူကလေး၏ချုံလွင်အေးမြသောတေးရတာကိုခံစားသည့်အချင်းတစ်ခုဆွဲလာလေတော့သည် ထိုင်နေကြစပွဲမှာပင်အမြဲထိုင်နေရှိသည်တက္ကတရန်ကော်ဖီတောင်မကဝဲဆန်ဝစ်တော်၎င်းအာလူကက်လိတ်တော်၎င်းမှယူစားတော့ရင်အချိန်ဖြောင်းရသည်မှာစိတ်ချမ်းသာပွဲကောင်းလာပါသည်ဂီတာအရသာကိုတဝါကြီးနားရသာခံပြီးတော့မှစပွဲလူများကိုပောက်စုပေးကာစိတ်လက်ပော့ပါစွာဖြင့်ပြန်လေရှိသည်ထို့သောပြန်သည့်ခါတိုင်းအပေါဝါသူရောက်လင်းဇက်ခုံစီတို့ သမင်းလည်းပြန်လှည့်ကြည့်သည့်အချိန်ကလေးတစ်ခုပါဆွဲကပ်လာပြန်သည်အစပိုင်းတုန်းကတော့အစူရောမိမပြိုလေးသည်ဥဝိဇာမျိုးမျိုးဝစ်သည်ဟုကျွန်တော်ထင်မှတ်ခဲ့မိသည်ရောက်ဖန်များမြင်ဖန်များတော့မှ အဖြူရောင်ရှာရီနှင့်အစိမ်းရောင်ဘလောက်အင်ဂျီလေးကိုသာ အမြဲလိုလိုဝစ်စင်လေးရှိကြောင်းတတိပြုမိလေတော့သည်မိုးပြရသောနေ့တစ်နေ့ဖြစ်ပါသည်ထိုနေ့ကစနေတနင်္ဂနွေနေ့လည်းမဟုတ်ပါ လာဇန်ကိုရည်နေဖြစ်ပြီးတနေ့လုံးตาရနေသည်ကောင်းငင်တစ်ခုလုံးလည်းကြည်လင်းနေသည်ညစာကိုအဆောင်မှပင်ကျွန်တော်စားလိုက်သည်ထမင်းစားပြီးသည်နေ့တပြိုင်တည်းဗစ်တိုရီယာပန်းချံဖက်သို့ထွက်လာခဲ့သည်စနေတနေ့ကနေမဟုတ်တော့ကြောင့်ပန်းချံတဝိုင်းမှာလူသူကင်းရှင်းနေသည်တခါတရံဖြတ်မောင်းသွားတတ်သောမော်တော်ကားတစ်စီးတစ်လီမှလွဲပြီးတိတ်ဆိတ်နေသည် လာရောက်ကလည်း တဝန်းကျင်တစ်ခုလုံးကိုဖြန့်ချက်ထားသည့်အချိန်ကည၈နာရီခန့်ရှိပြီဖြစ်တော်လဲအပူချိန်မလျော့သေးပါအိုက်ဆက်ဆက်ဖြင့်အနီရဒဏ်ရခက်လွန်လှလေသည်ကျွန်တော်သည်ဘာကြောင့်မှမသိပဲဝမ်းနည်းတယ်လို့လို့ဖြစ်နေသည်ဒဇုံတရာအတွက်စိတ်ထိခိုက်တယ်လို့လို့ခံစားနေရသည်အဆောင်မှာပူအိုက်လွန်သောကြောင့်တက်တာလို့တက်တာညာပန်းချံရှိရာသို့ထွက်လာရာ ပန်းချံမှာပါအပူချိန်မြင့်နေရတဲ့ဖြင့်စိတ်မသက်မသာဖြစ်မိသည်မှာလည်းအမှန်ပဲကျွန်တော်ခြေလမ်းများကတဏီယာတို့ဥတီပြီးအလိုလိုလှမ်းနေမိသည်မိသည့်ရက်တို့ဥတီနေခြင်းဖြစ်ကြောင်းကျွန်တော်တိတိကျကျမသိပါခဏကြာတော့တတ်တန့်အောင်စားတော့ဆိုင်ထဲမှာကျွန်တော်တတ်တောင်းတတ်တာဖြင့်ထိုင်မီလျက်တာဖြစ်နေသည်ကိုသာတတိဓာမိလေတော့သည် ုံလေးကကျွန်တော်ရောက်သွားသည့်ချိန်ဒီခါတိုင်းရောက်နေကြချိန်ထက်အများကြီးစောနေသည်ဒေဂီတာဖျော်ဖြေသည့်အစီအစဉ်မစတင်သေးပါဇက်ကုံပေါ်မှာလည်းတန်းစုံတရာပြင်ဆင်ထားခြင်းမရှိသေးပါကျွန်တော်ထိုင်မိပြီးတော်လီကြာသောအခါမှဆန်ရှိပါတကားပွင့်သွားသည်အဆိုတော်မင်းမပြိုလေဝင်လာသည်ကို တွေ့ရသည်ကျွန်တော်တို့နှစ်ယောက်မျက်လုံးချင်းဆိုင်မိကြသည်မင်းမပြိုကမတိမတာကျွန်တော်ကိုပြုံးပြသွားသည် သူပြုံးပြပုံမှာကျွန်တော်တို့ချင်းအချိန်ကြာမြင့်စွာကလေးကရင်းနှီးခဲ့ကြသည်တိဟောင်းကျွမ်းဟောင်းတယောက်လိုပုံစံမျိုးဖြစ်ပါသည်မိမဖြူကဇက်ကုံပေါ်သို့တက်သွားသည်ထုံးစံတိုင်းသူရက်နေကြ နေရာမှာရက်သည်ကျွန်တော်ကလည်းသူတီဆိုမိတခြင်းတန်ကိုနားထောင်ဖို့အသင့်ပြင်ဆင်ပြီးဖြစ်နေနှင့်သည်ထုံးနည်းကတရောတန်သည်ခါတိုင်းလိုဆွမ်းမက်ဖရာမကောင်းဟုကျွန်တော်ထင်ပါသည် အခြားသူများအတွက်ပြောင်းလဲဖြစ်ကောင်းမှဖြစ်ပါမည်ကျွန်တော်မပြောတတ်ပါသို့တော်လည်းကျွန်တော်အတွက်တော့တခုခုလုံနေတယ်လို့ဖြစ်ပါသည်မိမိပြိုလေးကအင်္ဂလိပ်တခြင်းနှစ်ပုဒ်ကိုတည်ဆူဖျော်ဖြေသည်ဆိုင်ထဲမှာရှိနေသောပြည်သက်ကလည်းထိုတခြင်းနှစ်ပုဒ်ကိုနှစ်သက်သဘောကျသည့်ပုံစံမျိုးမတွေ့ရပါကျွန်တော်နှင့်မလန်းမကန်းတွင်ဘူးကက်စွာထိုင်နေသည့်ပန်ချာပီစုံတွဲတွဲရှိပါသည် တခြားပြည်မျိုးသမီးကသူ့မျိုးသားဘက်သို့ကွန်နက်ကလေးအကက်ပြီးဟိုတချင်းလေးစုခိုင်းမအောင်လားဟုပြောသည်ပန်ချာပြည်မျိုးသားကတချင်းတစ်ပုတ်အမိကိုပြောပြပြီးစုခိုင်းသည်အစိုးရမင်းမပြောကတောတာရှင်တို့ဆန္ဒကိုလိုက်လျောသည့်အနေဖြင့်ချစ်စပွဲပြုံးသည်ပြီးတော့ပန်ချာပြည်စုံတွဲစုခိုင်းသည့်တချင်းကို အာရပါရတီဆိုလေတော့သည်ညအေဂရီရဲ့ဒုတိယပိုင်းကိုဆက်လက်တင်ဆက်ပါမယ်ရှင်။ ကျေးဇူးတင်ပါတယ်ရှင်ဒီမှာတူတာပါ